ိတ်ဆွေတင်ဟာထူးဆန်းတဲ့နမိတ်လက္ခဏာနဲ့ပြည့်စုံတဲ့လူသားတူဖြစ်တဲ့ဖရာသခင်ကဆက်ကြောရာတစ်ခုလုံးကိုဖန်ဆင်းတဲ့အခါမှာနေရီလရီကျေရီတစ်ပင်တွေကိုဖန်ဆင်းတဲ့အခါမှာသူဖန်ဆင်းသမျှအရာအလုံးကိုဖရာသခင်ကကောင်းတယ်ကောင်းတယ်လို့ပြောတယ်ဒါမဲ့ဖရာသခင်ကလူကိုလည်းဖန်ဆင်းပြီးတော့အလွန်ကောင်းတယ်လို့ပြောတယ် သင်ဟာဘုရားသခင်ရဲ့အလွန်ကောင်းတဲ့လက်ရာတော်ဖြစ်တယ်။သင်ကိုယ်တမန်မှကြည့်ပြီးတခါတလေကျမတို့ကသူများတွေနဲ့ရှင်တဲ့အချိန်မှာအောင်ငါနှာခေါင်းငါမျက်လုံးကသူ့လိုလည်းမဟုတ်ဘူး။အသားရေကငါရဲ့ပါးစပ်ကဘလို့လည်းမသိဘူးဆိုပြီးကိုယ့်ကိုယ်ကိုအားမလို့အားမရဖြစ်နေသလား။ဒါဆိုနှခုပြုတ်ပြင်ရအောင်မဲလို့သင်ထင်နေသလား။ဘုရားရဲ့နှုတ်ကပတ်တော်ကပြောတယ်။သင်ဟာကဘာပေါ်မှာအချောဆုံးတော့အလားဆုံးတော့သူဖြစ်တယ်။ဘုရားရဲ့ထူးဆန်းတဲ့အံ့ဩဖွယ်နမိတ်လက္ခဏာနဲ့ပြည့်စုံတဲ့သူဖြစ်တယ်။သင်နဲ့သူတဲ့သူတယောက်မှ ရှိဘူးဖြစ်တယ်။တင်းတယောက်သေးပဲဖြစ်တယ်။တင်းရဲ့လက်ပွေရနဲ့တူတဲ့သူတယောက်မှမရှိဘူး။တင်းရဲ့အပြောနဲ့တူတဲ့သူတယောက်မှမရှိဘူး။ကဘာပေါ်မှာတင်ကဲတို့တော့သူတယောက်မှမရှိဘူး။တင်းဟာတယောက်သေးတော့ဘုရားသခင်ဖန်ဆင်းတဲ့တူဒီတော့သူဖြစ်တယ်။ပြီးလို့ရှိရင်တင်းဟာဘုရားရဲ့နှလုံးသားကိုကျေနပ်စေတော့သူဖြစ်တယ်။ဘုရားသခင်ကသူဖန်ဆင်းတဲ့အမှုတွေ အကုန်လုံးကပြည့်ပြည့်စုံတယ်ဒါပေမဲ့လူသားမပါသေးတဲ့အချိန်မှာဘုရားသခင်ရဲ့ဖန်ဆင်းခြင်းအမှုကိုလက်ဆက်တလုံးမရသေးဘူးအကုန်လုံးဖန်ဆင်းပြီးမှဘုရားသခင်ကလူသားကိုဖန်ဆင်းတဲ့အခါမှာသူကသူ့ရဲ့ဖန်ဆင်းခြင်းအမှုကိုလက်ဆက်တလို့ရတာဖြစ်တယ်ကြည့်လေနေရီလာရီကျယ်ရီရေရီငားရီအကုန်လုံးကိုဘုရားသခင်ဖန်ဆင်းတယ်ဒါပေမဲ့လူသားမရှိဘူးဆိုဘုရားရဲ့နှလုံးသားထဲမှာဟာနေတယ်အခုခုလိုနေတာဖြစ်တယ် လူသားလဲဖန်ဆင်းပြီးတော့ဘုရားတခင်နှလုံးသားထဲမှာကျေနပ်သွားတယ်ပြည့်ပြည့်စုံသွားတယ်တင်ရဘုရားတခင်အတွက်ပြည့်ပြည့်စုံတဲ့လူသားတူဖြစ်တယ်ဘုရားရဲ့နှလုံးသားဖြစ်တယ်ဘုရားတခင်ကျေနပ်တော်သူဖြစ်တယ်ဒါကြောင့်မို့တင်လောကမှာအသက်ရှင်တဲ့အခါဘသူကျေနပ်ဖို့အတွက်လဲဘုရားတခင်ကျေနပ်ဖို့အတွက်ပဲဖြစ်ရမယ် တင်လုတ်တဲ့အရာကိုလူတစုံတူကမကြိုက်တဲ့အခါမှာအာ तू မကျေနပ်ဘူးတင်ဝမ်းနေနေသလားဝမ်းနေစရာမလိုဘူးဖြစ်တယ်ဘုရားတခင်ကျေနပ်လားငါဒါတွေကိုလုတ်တာဘုရားကျေနပ်လားငါ့ကိုဖန်ဆင်းထားတဲ့ဘုရားတခင်နှလုံးသားထဲမှာကြောရွှင်ရလားဖះကျင်နှက်ဖို့အတွက်အသက်ရှင်ပါဖះကျင်နှက်ဖို့အတွက်လှုပ်ဆောင်ပါဖះကျင်နှက်ဖို့အတွက်နေ့ရက်တိုင်းမှာအသက်ရှင်ပါဒါဆိုရင်ဖះသခင်လည်းကျင်နှက်မယ်တင်လည်းကျင်နှက်မှာဖြစ်တယ်ပြီးတော့ဖះသခင်က ဆန်းလန်139အပိုင်းငယ်73ကနေဆက်လေးမှာကိုရောဒီကျွန်ုပ်ကြောက်ကတ်ကိုဖန်ဆင်း၍အမိဝမ်းထဲမှာကျွန်ုပ်ကိုဖုံးအုပ်တော်မူပြီးအကျွန်ုပ်ဒီကြောင်းမဲ့ဖွယ်တော်လက္ခဏာထူးဆန်းသောလက္ခဏာတို့နဲ့ပြည့်စုံသည်ဖြစ်၍ကိုရောကိုချီးမွမ်းပါမည် ပြုပြင်တော်မူတော့အမှုတို့ဒီအံ့ဩဖွယ်ဖြစ်ကြောင်းကိုကျွန်တော်ဤစိတ်ဝိညာဉ်တွေအမှန်သိပါ၏ဖရာသခင်ကတန်တဲ့ကျွန်တော်ကိုဖန်ဆင်းတဲ့အခါမှာဖရာသခင်အထံတော်မှာတက်ဆွမ်းနိုင်တဲ့တကူတော့တီထွင်နိုင်တဲ့တကူတော့အံ့ဩဖွယ်ထူးဆန်းတဲ့လက္ခဏာကြောင်းမဲ့ဖွယ်ကောင်းလောက်တဲ့လက္ခဏာတွေနဲ့တင့်ကိုဖန်ဆင်းထားတာဖြစ်တယ်တင့်ရဲ့အထဲမှာအကုန်လုံးရှိတယ်တော့တကယ်တော့ တင့်အတွက်အောင်မြင်ခြင်းတော့တင့်တီထွင်နိုင်တဲ့အရာတွေအသက်ဆွမ်းနိုင်တဲ့အရာတွေဆွမ်းဆောင်နိုင်ခြင်းတွေဘုရားသခင်ကတင့်ကိုဖန်ဆင်းခဲ့တဲ့တပါးတဲ့ထည့်ထားပေးတာဖြစ်တယ်။ချို့တော်သူတွေငါဘာမှမရှိဘူး။ငါဘာမှမတတ်ဘူး။သူများတွေလိုမဟုတ်ဘူး။ဒီနေ့တင့်ကသူများတွေနဲ့ပဲရှင်ဖို့အတွက်မဟုတ်ဘူး။တင့်အထဲမှာဘုရားသခင်ထည့်ထားပေးတဲ့အရာကိုတင့်ဖို့ထုံနိုင်တဲ့ဆိုတင့်ကအောင်မြင်တဲ့သူဖြစ်တယ်။တင့်ရဲ့အောင်မြင်ခြင်းကအပြစ်မှမရှိဘူး။ င်းကိုဖရာခင် ပေးထားတယ်။ဖန်ဆင်းကလေးကနေထည့်ထားပေးတယ်။ပင်ကိုစွမ်းရည်တွေရှိတယ်။အထဲမှာသက်စွမ်းနိုင်ခြင်းနဲ့တီးထွင်နိုင်ခြင်းတွေရှိတယ်။အဲ့ဒီအရာကသင်ရဲ့အောင်မြင်ခြင်းဖြစ်တယ်။ဖရာကမသိတဲ့သူတွေတောင်မှအဲ့ဒီအရာတွေကို အသုံးပြုပြီးဘဝမှာအောင်မြင်ခြင်းနဲ့သူတို့ဟာအသက်ရှင်ခဲ့တာဖြစ်တယ်။ဒီနေ့တနေ့ကျွန်ုပ်လည်းတဲ့အထဲမှာဖရာခင်ဘယ်အရာတွေကိုထည့်ထားပေးတာလဲဆိုရင်သင်သိတယ်ဆိုရင်အဲ့ဒါကသင်ရဲ့အောင်မြင်ခြင်းဖြစ်တယ်။ ်အာမင်ဒါကြောင့်မို့ဖခင်စီမာတဲ့မေးလျှောက်ဖို့အတွက်လိုတယ်တင့်အထက်မှာရှိတဲ့စုကျေးဇူးတွေကိုမမြဖော်ထုတ်ဖို့အတွက်လိုတယ်ဖခင်ထည့်ထားပြီးသားအောင်မြင်ခြင်းတင့်ရဲ့အထက်မှာရှိအဝေးမှာမရှိဘူးဖရားခင်ပေးတဲ့အရာတွေကိုတန်ဖိုးထားဖို့အတွက်လို့လေ။အော်၊သူများတွေအတွက်တော့အကောင်းဆုံးပေးအာငါငါငါမှာတော့ဘာမှမရှိဘူးဒီတသေးလေးကဘာမှမဟုတ်ဘူးလို့သင်မထင်ပါနဲ့။အဲ့ဒီဖရားပေးတဲ့တသေးလေးကိုတန်ဖိုးထားတတ်မယ်ဆိုရင် ကြီးကြီးတွေဖြစ်လာမှာဖြစ်တဲ့သင်အောင်မြင်ခြင်းတွေဖြစ်လာမှာဖြစ်တဲ့ hallelujah amen ပြီးတော့ဖခင်တခင်ကဖန်ဆင်းသမျှအားလုံးကိုဖန်ဆင်းပြီးမှနောက်ဆုံးလူကိုဖန်ဆင်းတယ်တကယ်တော့လူကိုအရင်ဖန်ဆင်းရမှာမဟုတ်ဘူးလားဖယားတွေကမှအကျဉ်းစီရှိတာဖြစ်တယ်။ဖယားတွေကဘာကြောင့်မို့နောက်ဆုံးမှမှလူကိုဖန်ဆင်းတာလေ။လူကိုလိုအပ်တဲ့အရာတွေအလုံးလူသားတွေအတွက်လိုအပ်လိုအပ်မဲ့လေတွေ၊ရေတွေ၊နေတွေ၊လတွေ၊ကြယ်တွေ တစ်တင်ပန်းမှန်တွေအကုန်လုံးတရိတ်ဆန်တွေအကုန်လုံးဖန်ဆင်းပြီးမှလူသားကိုနောက်မှဖန်ဆင်းတာဖြစ်တယ်လူသားရဲ့ပထမအဦးဆုံးအသက်ရှင်တဲ့ရက်ကအနာယူခြင်းနဲ့အစတယ်ဖရာတစ်ခင်တန်တဲ့ကျွန်တော်ရဲ့ဘဝအတတောက်ကနဦးဖရာရဲ့ရွယ်ချက်ကတင့်ကိုယုံကန်စူးစားပြီးတင့်မလုံလုံမရဘူးဆိုတဲ့ဘဝနဲ့တင့်ကိုဖြစ်တည်စေချင်တာမဟုတ်ပါဘူးဖရာတစ်ခင်ကသူ့ရဲ့ ဟန်ဆင်းခြင်းတွေကိုခံစားဖို့အတွက်သူ့ရဲ့ကောင်းမြတ်ခြင်းအလုံးစုံကိုခံစားဖို့အတွက်သူ့ရဲ့ဆုကျေးဇူးတွေဂယုနာတွေမေတ္တာတွေကိုခံစားဖို့အတွက်တနေ့ကျွန်ုပ်ကိုအကုန်လုံးပြင်ဆင်ပေးတာဖြစ်တယ်။အခုချိန်မှာတည်းအရန်ယုံကန်နေရတယ်။အရန်မောပန်းနေတယ်ဆိုရင်အဲ့ဒီဖယားသခင်ကိုတမျောကြည့်ဖို့အတွက်လိုတယ်။ဖယားသခင် ဖရားရဲ့အလိုတော်ကျွန်တို့ပေါ်မှာပြည့်စုံပါစေအနာယူခြင်းနဲ့အတူမျက်မှောက်တော်နဲ့အတူ နေ့ရက်တိုင်းမှာဖရားတခင် ကျွန်တို့ကိုလှုပ်စေတဲ့အရာတွေကိုလှုပ်စေဖို့အတွက်ဖရားတခင်မဆာပါလို့တန်ဆွတောင်းမှုအတွက်လိုတယ်ဖရားတခင်တင့်ကိုခေါ်ဆောင်တဲ့ဘဝဟာပမန်ယုံကံပြီးမှခက်ခဲပြီးချွေးထွက်ရတဲ့ဘဝမဟုတ်ပါအလုတ်ပေးတယ်ဆိုတော့တင့်အတွက်အကောင်းဆုံးတော့အလုတ်ကိုသူ့ပေးမှဖြစ်တယ်။တင့်အတွက်ပြင်ဆင်ပေးတဲ့အရာဆိုရင်တင့်အတွက် ထိခိုက်မှုရှိမဲ့အရာတွေမဟုတ်ဘုရားတကယ်အကောင်ဆုံးပြင်ဆင်ပေးမှဖြစ်တဲ့ထို့အရာကိုကျွန်တော်သဘောပေါက်ဖို့အတွက်လိုတယ်ပြီးတော့ဘုရားတခင်ကလူသားတွေကိုမဖန်ဆင်းမီလူသားတွေအတွက်လိုအပ်တဲ့အရာတွေအားလုံးကိုပြင်ဆင်ပေးတာဖြစ်တယ်ဒီနေ့ကျွန်မတို့ကတော့စိုးရင်ကမနေ့ပြန်တွေ့စိုးရင်လည်းအော်နောက်တစ်ပတ်ခါအတွက်အော်မရောက်သေးတဲ့နေ့ရက်တွေမဖြစ်သေးတဲ့အမှုအရာတွေမဖြစ်သေးတဲ့ယောဂါတွေကျွန်မတို့ကတော့စိုးရင်တကယ်တော့ဘုရားကပြင်ဆင်ပေးတာ ဘယ်အသက်အရွယ်မှာဘာတွေကိုလုပ်လုပ်ရမယ်ပညာရှာရမယ့်အချိန်မှာဘုရားတခင်သိတယ်။မွေရှာရမယ့်အချိန်မှာဘုရားတခင်သိတယ်။သင်အလုပ်လို့ချောင်းသိတယ်။အကောင်းဆုံးသူပြင်ဆင်ပေးတာဖြစ်တယ်။သင်အရွယ်ရောက်လို့အိမ်ထောင်ပြုမဲ့အချိန်ကာလမှာဘုရားတခင်သိတယ်။ပြီးတော့သင်အိမ်ထောင်ပြုလို့နော်မိသားစု ဖြစ်လာတဲ့အခါမှာဘုရားတခင်သင်ကိုမိသားစုကလေးတွေကိုပြင်ဆင်ဖို့ဘုရားတခင်သိတယ်။အလုံးစုံကိုဘုရားတခင်သိတာဖြစ်တယ်။ တင်အက်ဆီဒန့်ဖြစ်လာတာမဟုတ်ဘူးမတော်တဆလောကမှာဖြစ်လာတာမဟုတ်ရည်ရွယ်ချက်ရှိရှိဖြစ်လာတဲ့သူဖြစ်တယ် ။ဘုရားတခင်အကုန်လုံးပြင်ဆင်ပေးတာ။တရား39ကျိန်တော်ဆန္ဒမှာကိုတော်ဒီကျွန်တော်ရဲ့ထိုင်ခြင်းထားခြင်းကိုသိတယ်။ကျွန်တော်အကျဉ်းစီတွေကိုအဝေးကပဲသိတယ်။ကျွန်တော်နှလုံးသားကိုသိတယ်။ဘုရားတခင်အကုန်လုံးသိတယ်။သင်ရဲ့ပြဿနာဖြစ်နေသလား။သင်အခုချိန်မှာဘလို့ခံစားနေတယ်လဲ။လူတွေသင်အရန်သင်နဲ့အရန်ရှင်နေတဲ့သင်ရဲ့မိဘတွေသင်ရဲ့အမျိုးသားအမျိုးသမီးတို့မှာညီကောင်မောင်မတော်မှာသိချင်မှသိတယ်။ဒါပေမဲ့ဘုရားတခင်ကအလုံးစုံကိုသိတဲ့ဘုရားဖြစ်တယ်။အလုံးစုံကိုသိပြီးတဲ့အတွက်ကြိုးတင်ပြင်ဆင်ထားတဲ့ဘုရားတခင်ဖြစ်တယ်။တဲ့အတွက်ထောက်ပ ပံ့ပေးတဲ့ဘုရားသခင်ဖြစ်တယ်။တင့်ရဲ့အိမ်ဖေးမဲ့နေအတွက်တင်ဆိုးရင်နေသလား။တည်တနာတွေအတွက်တင်ဆိုးရင်ပူပန်နေသလား။သူဘုရားသခင်စီမှာလာဖို့အတွက်လိုတာဖြစ်တယ်။ဘုရားရဲ့ထောက်ပံ့ခြင်းတွေကိုစိတ်ချပြီးသွားမယ်ဆိုရင်စံငဲ့တကောင်ကိုမှဘုရားသခင်ကဘုရားအခွင့်မရှိဘူးဆိုရင်မြေပေါ်ကြားရတဲ့အခွင့်မရှိဘူးဖြစ်တယ်။တင့်ဘဝအတ္တတာကိုလည်းဘုရားအခွင့်မရှိဘဲနဲ့ဘယ်အရာကမှဖြစ်ခွင့်မရှိဘူး။အရာအလုံးကကျေးဇူးတော်တသက်တည်းပဲဖြစ်တယ်မိတ်ဆွေအဲ့ဒီဖရာသခင်က တင့်ကိုဖန်ဆင်းထားတဲ့ဖခင်ဖြစ်တယ်လောကမှာဖခင်တွေအများကြီးရှိတယ်မန်နေဟိုဖခင်လည်းမန်တလို့ဒီဖခင်လည်းမန်တလို့ဒါမဲ့တင့်တိထားရမှာတကူကတင့်ကိုဖန်ဆင်းတဲ့အသက်ရှင်တဲ့ဖခင်ရင်းစစ်မှန်တဲ့ဖခင်ရင်းသဆူရဲဖြစ်တယ်အဲ့ဒါသာရဖခင်ဖြစ်တယ်ပြတော့အဲ့ဘုရားသခင်ကတနေ့ကျွန်တော်ကိုတိတ်ချစ်ပြီးတပါးတော့သားတော့ယေရှုကိုပေးတယ်ပြတော့တနေ့ကျွန်တော်အတွက်အကျဉ်းစီတွေရှိတယ်မမွေးခင်ကတည်းကနေပဲကြီးမားတဲ့အကျဉ်းစီတွေရှိတယ်တနေ့ကျွန်တော်အတွက် ဘာမှเนาะတင်မသိတယ်မိကလေးကနေအော်အခုအခုလိုအပ်မှဖရရဲ့ဂမန်ကဒန်းတင်ကိုထောက်ပံ့မှုတွေပြင်ဆင်တာမို့ရှင်မဆွာကလေးကနေတင်ကိုထောက်ပံ့ပေးဖို့တွေသူပြင်ဆင်ထားပေးပြီးသားဖြစ်တယ်။ထို့ဖရရဲ့ခင်တက်ဆွမ်းနိုင်ခြင်းထို့ဖရရဲ့ခင်တကူတော်ကိုစိတ်ချပြီးမှတင်သွားမယ်ဆိုရင်မိတ်ဆွေအသက်တာမှာနေတခြင်းဝမ်းမြောက်ခြင်းလွတ်မြောက်ခြင်းကိုခံစားရမှာဖြစ်တယ်။ဖရရဲ့ခင်တင်ကိုသိချစ်တယ်။ make up bless you all